ယေရှုခရစ်တော်နဲ့ဆက်ဆိုင်တဲ့မိသားစုတယောက်စီတိုင်းကိုမင်္ဂလာနှစ်သစ်လေးပါလို့နှုတ်ဆက်တလိုက်ပါတယ်။ဒီကနေ့7ရက်9လ2025တောက်ကြနေ့ရဲ့နေ့တိကျနေ့သစ်ထဲမှာသာဝရပြားသည်တင့်ကိုကောင်းကြီးပြည့်စုံမတော်မူပါစေတော်။သာဝရပြားသည်သင်တဲ့မျက်နှာတော်အလင်းကိုလွှဲ၍ဂယုနာဂျေစုပြုတော်မူပါစေတော်။သာဝရပြားသည်တင့်ကိုမျှော်ကြည့်၍ချမ်းသာပြုတော်မူပါစေတော်။အာမင်။ ရှင်ရမီသားစုများဒီကနေ့ဖိလိပ္ပိဩဝါဒစာအခန်းကြီး1အခန်းငယ်27ကိုအတူတူဆင်ခြင်ခွာယူကြပါစို့။ငါအသက်ရှင်သည့်အရာမှာခရစ်တော်ဖြစ်၏။သင်လျင်မူကားသာ၍အကျိုးရှိ၏။ဟာလေလုယာ။ရှင်ရမီသားစုများရှင်ပေါလုကသူအသက်ရှင်တဲ့အရာကသူ့အတွက်မဟုတ်ခရစ်တော်လို့ပြောပါတယ်။သင်ရင်သာ၍အကျိုးရှိတယ်။ယုံကြည်သူတယောက်က တည်သွားပြီဆိုရင်လောကအလုတ်ပြီးသွားတဲ့အခါမှာသာဝရပြန်နားခုဖို့ပဲကျန်တော့တာဖြစ်တဲ့အတွက်ကြောင့်သာ၍အကျိုးရှိအခုလက်ရှိနေတဲ့အခါမှာအကျိုးမရှိဘူးလို့ရှိပါဒါပေမဲ့သေရင်သာ၍အကျိုးရှိတယ်ဘာကြောင့်လဲဆိုတော့သာဝရညီချမ်းသွားတယ်သာဝရနားခုလို့ရပြီဘာမှမလိုတော့ဘူးဒါကြောင့်ရှင်ဘုလို့အဲ့ဒါတည်တဲ့အခါမှာယခုလက်ရှိအသက်ရှင်နေတဲ့အခါ ါအသက်ရှင်တဲ့အရာမှာခရစ်တော်ဖြစ်တယ်ဆိုတော့သူရဲ့လှုပ်ဆောင်တဲ့အရာအကုန်လုံးကလောကအရာအတွက်မဟုတ်ဘူးသူအတွက်မဟုတ်ဘူးဘယ်သူမှအတွက်မဟုတ်ဘူးခရစ်တော်ပဲဖြစ်တယ်ဒီနေ့ကျွန်တော်တို့မိသားစုများကျွန်တော်တို့ဆင်ခြင်မှုဖြစ်ပါတယ်အဲ့ဒီအရာကိုမမြင်မချင်းကျွန်တော်တို့ရဲ့လောကကြီးမှာအသက်ရှင်တဲ့အရာကဘိုလ်လူလူဒီလူလူအကုန်ဖြစ်ပါပဲ ဟိုဟာလိုအောင်မလို့လို့ဒီဟာလိုအောင်မလို့လို့အမျိုးမျိုးနဲ့ကျွန်တော်ရဲ့အသက်တာကိုလက်စားတဲ့အရာအများကြီးရှိဒါပေမဲ့ငါအသက်ရှင်တဲ့အရာခရစ်တော်ဆိုတော့ကောင်းကောင်းသဘောပေါက်ပြီဆိုရင်လောကကြီးမှာကျွန်တော်နေတဲ့အခါမှာလှုပ်ဆောင်တဲ့အရာအရာတိုင်းကဒါကခရစ်တော်ပဲငါလှုပ်ဆောင်တဲ့အသက်ရှင်တဲ့အရာခရစ်တော်ပဲခရစ်တော်ခိုင်းလို့လှုပ်တာခရစ်တော် ရှင်ခိုင်းလို့ရှင်နေတာဖြစ်တယ်ဆိုတော့အဲ့လိုမျိုးရှင်နေတာဖြစ်တဲ့အတွက်ကြောင့်အတိတ်ပဲရှိတယ်ရွေချက်ရှိတယ်ဥတီချက်ရှိတယ်မျောလင့်ချက်ရှိတယ် ။ဒါဆိုလုတ်ချင်တိုင်းလုတ်တာမဟုတ်ဘူး။ခရစ်တော်ကြောင့်ဖြစ်တယ်။ခရစ်တော်ဖြစ်တယ်။နောက်ပြီးတော့မှသင်ရင်တန်ပြီးအကျိုးရှိတယ်။ကျွန်တော်တို့ရဲ့နေရာအမှန်ကဒီလောကကြီးမဟုတ်ဘူးချစ်တဲ့မိသားစုများ။သာဝရကောင်းကင်နိုင်ငံဖြစ်တယ်။ကြောက်အဲ့ဒီနေရာအမှန်သာဝရနေရာကိုကျွန်တော်တို့ပြန်ရောက်သွားပြီဆိုရင် AC ပဲ။ဒါကြောင့်မိသားစုများဒီကနေ့ကျွန်တော်တို့ဆင်ခြင်ဖို့ကရှင်ပေါ်လူကဲ့သို့ငါအသက်ရှင်သည့်အရာမှာ ခရစ်တော်သင်လင်တန်၍အကျိုးရှိတယ်။ဆိုတော့အတိတ်ပဲရှိဆိုရတဲ့ဒီကနေ့တနေ့တာကြော်လွှမ်းနိုင်ဖို့အတွက်နှုတ်ဘတော်အဖြစ်မြတ်တန်လေးဝင်ကြတဲ့သင်ကိုဖျားရင်တာရေကောင်းချီးပေးပါစေ။အာမင်။